ဟယ်လိုဝဲမင်္ဂလာပါ Tish Award တက်မှာကြိုဆိုလိုက်ပါရရှင်ဒီနေ့ဗီဒီယိုမှာတော့အာ Photoshop သင်ခန်းစာအပိုင်းဆက်၄အနေနဲ့ Pen 2အကြောင်းပြောပြပြသွားမှာပဲဖြစ်ပါတယ်အာကိုက Pen 2တုံးမယ်ဆိုလို့ရှင် screen ကို share နိုင်တဲ့လောက် share ထားရမယ်ပေါ့နော်အာပြီးတော့ဒီမှာဆိုလို့ရှင် Pen 2ဝင်လာဒီမှာရှိတယ်ဆိုတာကြည့်လိုက်ပါမယ်ဆိုတော့ဒီမှာဒီအားလေးကို Pen 2လို့ခေါ်ပါတယ်ဟုတ်တယ်ပန်2ကိုတုံးပြီးတော့ပုံတွေဖြတ်တဲ့နေရာမှာလာပြီးအသုံးပြုလို့ရပါတယ် တော့ပန်ထူးသုံးတဲ့အချိန်မှာသူကဒီလိုမျိုးလမ်းကြောင်းလေးမပြနေဘောเนาะအဲ့လိုလမ်းကြောင်းလေးမပြနေဘူးဆိုလို့ရှိရင်ဆက်တင်ချိန်ပေးရမှာရှိပါတယ်အဲ့ဒါကတော့ဒီနားလေးမှာဆက်တင်ပုံစံလေးရှိရဲ့ဘောเนาะအဲ့ဒီရဲ့နေရာမှာဒီမှာ rubber band လေးကို အမှန်ရှိအာအမှန်ရှိထားပေးရပါမယ်အဲ့ဆိုလို့ရှိရင်သူပတ်လေးပြပေးနေလိမ့်မယ်ဘောเนาะဒီလိုမျိုးပတ်လေးကိုလာပြီးတော့ပြပေးနေပါလိမ့်မယ် အာဆိုတော့ဒီလိုမျိုးပက်လေးပြပေးနေလိမ့်မယ်အာအကယ်၍ကိုကအဲ့လိုပက်လေးပြနေရမလို့ရှင်လို့ရှင်ဒီရဲ့ setting ကနေ rubber band လေးကိုပြန်ပြီးတော့ဖြုတ်လိုက်လို့ရပါတယ်အဲ့ဆိုလို့ရှင် အာပန်တူးကိုတုံတဲ့အချိန်မှာအသုံးပြုရမှာလေးကိုပြပြပေးပါမယ်ပန်တူးကိုတုံရှင်းနေဆိုလို့ချင်း space bar လေးပေါ့နော်နေရာရွှေ့ရှင်နေဆိုရင်ဒီလိုမျိုး space bar လေးနဲ့ဖြီးပြီးတော့တွားပြီးရွှေ့လို့ရပါတယ်အဲ့တော့အာပန်တူးကိုအာဘယ်မှာတုံလဲဆိုလို့ချင်းပုံနေဖြတ်တဲ့အချိန်မှာအာကိုက အတူတူတွေတုံးနေဆိုလို့ရှင်ပုံကအနာတက်လေးတွေမှာအဖြူလေးတွေတက်ခါတွေကြလို့ရှင် background အဖြူဆိုလို့ရှင်အဖြူအနာတက်လေးပါလိရှိရပါတော့။အဲ့လိုမျိုးမပါရှင်ဘူးဆိုလို့ရှင်ပန်တူးတုံးပြီးတော့ဖြတ်လို့ရရဲ့။အာပြီးတော့ပန်တူးတုံးတဲ့အချိန်မှာကွာတိကျဖို့ထပ်ပို့ပြီးတော့တက်ရက်ပြီးလပဖို့ဦးစားပေးတင်နေပါတော့။အဲ့တော့အာပန်ထူးစတုံးရမယ်နီကိုအာပြောပြပြတော့ပါမယ်အဲ့တော့ပန်ထူးတုံးမယ်ဆိုလို့ရှိရင်အရင်ဆုံးကိုတုံးမယ်နေရာမှာကလစ်လေးတစ်ချက်နှိပ်ပေးရပါမယ် တော့ဒီနာလေးမှတုံးမယ်ဆိုလို့ရှိရင်အာကလစ်လေးတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်ဆိုရင်ကလစ်နှိပ်မယ်ပြီးလို့ရှိရင်အာ question နဲ့ဆိုလို့ရှိရင်ကလစ်ကိုမလုတ်ပဲနဲ့ဖိပြီးကိုးပါမယ်အဲ့တော့အာဒီရဲ့ဒီနာလေးမှလာပြီးတော့ကလစ်လေးဖိလိုက်မယ်အာဖိပြီးပေါ့နော်ဖိပြီးလို့ရှိရင်ဒီနာလေးမှ question နဲ့ဆိုလို့ရှိရင်ဒီမှာကလစ်တစ်ချက်ဖိလိုက်ပါမလုတ်ပါနဲ့ဒီတိုင်းလေးလာပြီးတော့ကိုးတော့လို့ရရဲ့ တော့ဒီမှာပို့သွားပြီဆိုလို့ရှင် order လေးကိုဖိပြီးတော့အနောက်လေးကိုပြန်ဆုပ်လိုက်လို့ရရပါတော့ဆုပ်လိုက်လို့ရတယ်အာပြီးတော့လို့ရှင်ဒီနာသွားမယ်ဆိုလို့ရှင်လည်းကလေးတစ်ချက်လေးဖိပါမယ်ဖိပြီးလို့ရှင်ဒီမှာအနာသက်လေးကိုနည်းနည်းလေးလာပြီးတော့ကိုွေးပေးမယ်ပြီးမှအာကလစ်ကိုပြန်လွတ်မယ်နောက်ပြီးရင်ဒီမှာကလစ်ပြန်ဖိမယ်အာကလစ်လေးဖိတာပြီးတော့ပြန်ဆွဲပါမယ် ောက်ပြီးဒီမှာလဲလာပြီးတော့ကလစ်ဖိမယ်ပြီးလို့ရှင်ဒီနားလေးကိုနည်းနည်းလေး question တာဖြစ်တဲ့အတွက်ကြောင့်မလို့ quei ပေးမယ်ဒီနားလေးမှာပို့သွားပြီးဆိုလို့ရှင် order ဖိပြီးတော့ပြန်ဖက်ပြန်ဖြတ်လို့ရရယ်ပေါ့နော်အာပြီးရင်ကိုကအပေါ်မြင်ရှင်တယ်ဆိုလို့ရှင်အာ space bar ကိုဖိလိုက်ပါလက်ပုံစံလေးပေါ်လာလိမ့်မယ်ပြီးလို့ရှင်ဖိပြီးတော့ဆွဲချလိုက်ပါပုံရှင်ကလစ်ပြန်ဖိမယ်ဆွဲမယ်ဆိုတော့ဒီပန်တူဖြတ်တာအာနည်းနည်းလေးတော့စိတ်ရှိဖို့လိုရယ်ပေါ့နော် ပန်တူဖြတ်နေတဲ့အချိန်မှာနည်းနည်းလေးစိတ်ရှည်ရမယ်။အာပထမအိုးဆုံးဖြတ်တဲ့အချိန်မှာတော့သူက လွယ်မှာမဟုတ်ဘူးနော်။နည်းနည်းလေးခတ်လိုက်မယ်။အဲ့ဒါကိုများများလေးကျင့်ပေးပါ။အာလေးကျင့်လေးကျင့်နဲ့ကျွမ်းကျင်လာပါလိမ့်မယ်။အဲဒီရဲ့ဗီဒီယိုမှာတော့ဒီအမီးနားလေးကိုပဲဖြတ်ပြလိုက်ပါမယ်။ဘာလို့လဲဆိုတော့ဗီဒီယိုအရင်ရှေ့တော့မှဖြစ် ရှေ့တော့မှဆိုတဲ့အတွက်ကြောင့်မလို့ဒီအမီးနားလေးကိုပဲဖြတ်လိုက်ပါမယ်။ အကယ်၍ quality နာလေးမှာမာရတဲ့ဆိုလို့ရှင် delete ကိုနှိပ်ပြီးပြန်ဖြတ်လို့ရရပါတော့။ဒါနဲ့ဒီနာလေးပြန်လာမယ်။ပြန်လာမယ်။အာညီမတို့ဒီရဲ့ video မှာဒီနာလေးကနေဒီတိုင်းပဲတခါတည်းဖြတ်စင်ပြီးတော့ အာဖြတ်လိုက်တော့မယ်ပေါ့နော်အာဒီမှာဆိုလို့ရှိရင်ဒီမှာစမတ်လေးရှိရယ်စုံမတ်လေးရှိအာစုံမတ်နဲ့စမတ်ဒီနှစ်ခုကိုထိပေးလိုက်ပါအဲ့ဒါဆိုရင်ပက်လန်ကြောင်းဒီတစ်ခုဖြတ်သွားပါလိမ့်မယ်အာဒီလိုဖြတ်သွားပြီဆိုလို့ရှိရင်ကိုက selection လို့ရှင်တယ်ပေါ့နော်အာ selection လို့ရှင်တယ်ဆိုလို့ရှိရင်အမဘာနေလို့ရမလဲဆိုလို့ရှိရင် control နဲ့ enter နဲ့ကိုတွဲနေလိုက်ပါဒါဆိုလို့ရှိရင်တွား selection ဝင်သွားပါလိမ့်မယ် control enter ဆိုရင် selection လေးဝင်သွားပါပြီ အာဒါဆိုလို့ရှိရင်ပန်တူသုံးရောဘယ်လိုဖြတ်သက်မလဲဆိုတာသိရှိသွားပြီလို့ထင်ပါတယ်။အာနောက်တစ်ခုကပန်တူသုံးနေတုန်းမှာဒီလိုမျိုးခုနလိုမျိုးပက်လန်ကြောင်းလေးအနေနဲ့မပေါ်ပဲနဲ့ shape တွေအနေနဲ့ဝင်နေရပေါ့နော်။အဲ့ဒါကဘာကြောင့်လဲဆိုလို့ရှိရင်ဒီရဲ့ pad နေရာမှာ shape ဆိုတာလေးကိုရွေးမိထားလို့ပါ။အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြည်အာ shape လေးကိုရွေးလိုက်ပါမယ်။အာပြီးရင်ဆွဲတဲ့အချိန်မှာကိုဆွဲလို့ရှိရင်သူကကိုဆွဲတဲ့အတိုင်းလိုက်ပြီးတော့ shape ပုံစံရင်းနဲ့ဝင်ပေးနေရေပေါ့နော်အဲ့လိုမဖြစ်ရှင်ဘူးဆိုလို့ရှင်ဒီရဲ့ shape နေရာမှာ pad ဆိုတာလေးကိုရွေးပြီးတော့ခုနတော့အညီမလောက်တိုက်တဲ့အတိုင်းလိုက်ပြီးတော့လောက်လို့ရပါတယ်အဲ့တော့အာဒီမှာတခုတတိထားမှာစာမတ်နဲ့စုံမထီလို့ရှင်ထိမယ်ဆိုလို့ရှင်ဒီတိုင်းလုံးဝတခါတည်းတန်းထိလိုက်တာမျိုးမဟုတ်ပဲねအာဒေရှာလေးကိုေးစရာရှိတဲ့နေရာမှာကိုေးပြီးမှစာမတ်နဲ့စုံမထီတာပို့ပြီးတော့အာလပပြီးတော့တည့်ရပါလိမ့်မယ် ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်